ကျမတို့လည်းကျုပ်ဥကျော်တလုံးကိုတယောက်တစ်ချမ်းစားတာပဲဒါပေမဲ့အခုထက်ကြီးဘာလို့မချမ်းသာသေးလဲမသိဘူးเนาะစဉ်းစားစရာပဲကဲဒီနေ့ကအတုပ်လေးစားချင်တာနဲ့အတုပ်ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်စားရင်းနဲ့ညှို့မိမယ်เนาะအတုပ်လေးစားလိုက်မြူတီစိမ့်လေးကိုင်လိုက်အာအရန်ကိုပြေစုံလုံးနေပေါ့เนาะကဲအဲ့ဒါဆိုရင်ဆိုင်နေရာလေးညှို့မိမယ်เนาะကြီးကြီးလိုက်ပါ ။သွားစားဖြစ်ခဲ့တဲ့ဆိုင်လေးကတော့အိမ်သူမဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ဒီအိမ်သူမဆိုင်လေးကညနေပိုင်းမှာဖွင့်တဲ့ဆိုင်လေးပေါ့နော်။ဆိုင်လေးကလည်းအထင်းမှလည်းတတရရလေးခုံပုလေးနဲ့ထိုင်ပြီးတော့စားရတာဖြစ်ပါလိမ့်ရှင်။မဆားဖြစ်ခဲ့တာကတော့ကြောက်ပင်းတုပ်ရဲ့လက်ဖက်တုပ်ရဲ့မြင့်အာလူတုပ်ရဲ့ဒါကတော့ကျမကြိုက်တဲ့ဟာတွေဟင်းနူးနယ်ရဲ့တုပ်လည်းတော်တော်ကောင်းတယ်။ဒီတစ်ခေါက်ကတော့မစားပြဘူးပေါ့နော်။ကဲဆူတောင်းပြီးတော့စားစားပါတော့မယ်။ အတုံးနဲ့လိုက်ဖက်ဆောင်ကတော့ရင်တွေချမ်းရင်တွေချမ်းလေးကတော့အရင်ပူမှာဆိုလို့ကျုံငဲ့ထားတယ်ဆန်လေးကလည်းကောင်းနေရောပဲကဲဒါလေးကတော့ မြက်အာလူတုတ်မြက်အာလူတုတ်လေးစားကြည့်ကြည့်မယ်။သူကဘယ်လိုပြောရမလဲမြက်လေးရလဲလေနုမလေးအဲ့တော့မှအာလူစိမ့်စိမ့်လေးနဲ့ဆိုတော့လေချင်ခံဆက်လေးသူတုတ်ပေးထားတယ်။အရင်ဆားလို့ကောင်းတယ်။ဒီဆိုင်ကလေပြင်ချင်လဲအရသာပြင်ချင်လဲသူတို့ပြင်ခိုင်းလို့ရရနော်။အဆက် short ချင်နဲ့အချင်း short ချင်နဲ့အချင်းတိုးချင်နဲ့အဲ့လိုမျိုးလေးပေါ့နော်။ပြီးတော့လက်ဖက်တုပ်လက်ဖက်တုပ်လည်းရန်ကောင်းတဲ့ရင်းနှီးချမ်းလေးနဲ့လာပြီးတော့စကားပြောလိုက်ထိုင်တောက်လိုက်ဆိုလည်းတော်တော်အဆင်ပြေရေပေါ့နော်အဲပြီးတော့ကြောက်ပွင့်တုပ်လည်းရန်ကောင်းတယ်အဲဆိုတော့ကဲဆက်စားပါမယ် ဒီဆိုင်လေးမှာလေဟိုတခြားအရွက်တုပ်တွေတော်တော်စုံနေ तू ကတော့ဒီမှာတစ်ခါလေကြာရင်တုပ်ဖူးကြောတုပ်တို့တုပ်ဖူးတုပ်တို့လည်းရရတယ်ပေါ့နော်အရင်တုန်းကဆိုရင်အကျော်လေးတွေပါရတယ်ဒါပေမဲ့အခုနောက်ပိုင်းအကျော်လေးတွေအသိမရတော့ပေါ့နော်ဘာလို့လဲတော့မသိဘူးကျမကတော့ဒီအတုပ်တွေနဲ့စားလို့အရင်ကောင်းတာပဲပြီးတော့ तू ကမနေ့ပိုင်းမဖွင့်ဘူးပေါ့နော်ညနေပိုင်းလောက်မှစားဖွင့်တာပါဒီကကျမကလေအစားလေးကောင်းရမယ်နောက်တစ်ခါအဲ့လိုပကံခွက်ကလေးတွေတန်တန်လေးဖြစ်နေမှာကျမကြိုက်တာပေါ့နော်ဒါစားချင်တော့အရင်ကောင်းတယ် ိုင်းလေးကအရင်လဲတန့်တယ်။ဆံလေးကလည်းတန့်တာလေးမုတ်တင်ရရတာအရင်ခါလို့ရတယ်။ပြီးတော့တခြားတက်ချေတော့တက်တော့ဆံအဲ့လိုလေးလည်းကြာတယ်နော်။ဒါစာတိပါလို့တောင်းဆက်ဆောက်လိုက်မှာနော်ဗီဒီယိုရှင်တော့မှဆုံးလို့နေရာလေးပြန်ညွှန်ပေးမယ်ဟိုရှိမှာဝင်မှတ်မြင်နေရတယ်ဒါကဇီလန်မိုင်းပေါ့နော်ဘေးမှာငွေသင်းဖက်ရှင်ဆိုင်ရှိတယ်အထာရဲ့ဘေးကက်ရဲ့မှာရှိပါတယ်ညနေပိုင်းမှာဖွင့်တာပါရှင့်